မင်္ဂလာပါရှင်ခေတ်သစ်တရင်ဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးဆရာနာရှင်အမြင့်ဖြည့်ရေးအတွက် TNL က NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲမည်ဖြစ်ပြီးဒိမ့်ပိုက်သားသောမြို့နယ်များစစ်ကောင်စီတန်တို့ပြန်ပေးရန်အစီအစဉ်မရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဆရာနာရှင်အမြင့်ဖြည့်ရေးအတွက် TNL ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲမည်ဖြစ်ပြီးတိုင်ပိုက်ထားသောမြို့နယ်များပြန်ပေးရန်မရှိကြောင်း TNL တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးတာပန်လာကယနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုပါရယ် TNL အနေဖြင့်ဆီယနာရှင်အမြင့်ဖြည့်ရေးကိုဆက်လက်ကန်ဆွဲထားစေဖြစ်ကြောင်းယခုအချိန်မှာဆီယနာရှင်အမြင့်ဖြည့်ရေးမလုံဆောင်နိုင်လျင်နောက်မျိုးဆက်များအထိအပြည့်ရလိုက်ဆွေးနွေးလိုက်တိုက်ပွဲပြန်ဖြစ်လိုက်ဖြင့်တန်းစရာလဲနေမည်ဖြစ်ကြောင်းဗိုလ်မှူးကြီးတာပန်လာကရှင်းပြပါရယ် ဘုံရန်သူဆေအာနာရှင်အမြင့်ဖြည့်ရေးကိုကျွန်တော်တို့မဟာမိတ်တွေ NUG အပါအဝင်နဲ့ဆက်လက်လက်တွဲသွားပါမယ်ကျွန်တော်တို့မျိုးဆက်မှာဒါကိုမလုံနိုင်ရင်နောက်လာနောက်သားတွေအထိဒါကိုဆက်ပြီးခံရမှာပါဟု၎င်းကဆိုပါတယ် လက်တလော TNL ကသိမ်းပိုက်ထားသောမြို့နယ်များကိုစစ်ကောင်စီထံသို့ပြန်ပေးရန်တရုတ်နိုင်ငံ၏ဖိအားများရှိနေတော်လေပြန်ပေးမည်မဟုတ်ကြောင်းပြည်သူလူထုအနေဖြင့်တက်တက်ကြွကြွပူးပေါင်းပါဝင်ကြရန်အရေးကြီးကြောင်းသူကဆက်ပြောပါရယ်။လောင်ရှုမြို့လိုမဖြစ်ရေးအတွက်ပြည်သူတွေကတက်တက်ကြွကြွပါဝင်ပေးကြပါမြို့ကာကွယ်တပ်တွေမှပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါဟုသူကဆိုပါရယ်။လက်ရှိတွင်ငလင်အတွက်မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အနေဖြင့်အပြစ်ခက်ရေးစရေးကြီးညာထားသည့်အတွက်ဒုစစ်စင်မည်မဟုတ်ဘဲခုခံကာကွယ်ရေးကိုသာဆောင်ရွက် င်မည်ဖြစ်ကြောင်း TNL အနေဖြင့်မိမိတို့တင်ပိုက်ထားသောမြို့နယ်များမှာပြည်သူများ၏စားဝတ်နေရေးနှင့် လုံခြုံရေးကိုအထူးလေးထားကြောင်း၎င်းကထုတ်ဖော်ပြောဆိုသွားကြောင်းသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူ့ဂုံရီစုကိုဒေါအောင်ဆန်းစုကြည်ကိုစားတားဖြစ်သူကိုထိန်လင်းလက်ခံရယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်ပြည်သူ့ကောင်ရီစုကိုဒေါအောင်ဆန်းစုကြည်ကိုစားတားဖြစ်သူကိုထိန်လင်း Kim Harris ကလက်ခံရယူမည်ဖြစ်ကြောင်းသိရပါတယ်။2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကွန်ရီဂုံပြူမှုအဖြစ်ဒေါအောင်ဆန်းစုကြည်ကသတ်မှတ်ခဲ့ပြီးဂုံပြူပွဲကို2025ခုနှစ်မေလ24ရက်နေ့တွင်တက်ဆက်ပြည်နယ်ဟူစတန်မြို့မှကျင်းပမည်ဖြစ်ရာကိုထိန်လင်းကိုတိုင်ကိုကြဆုလက်ခံရယူမည်ဖြစ်ကြောင်းပြည်သူ့ကွန်ရီအသင်းကသတင်းထုတ်ပြန်ပါသည်။ မိမိအနေနဲ့အခုလိုဂုံပြူတာကိုတယောက်ထဲရတဲ့ဂုံထူးဆောင်ပွဲတစ်ခုအဖြစ်ရှုမြင်မှာမဟုတ်ပဲမတရားမှုကိုဆက်လက်ဆန့်ကျင်ရပ်တည်နေကြတဲ့မြမပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ရင်းစွမ်းတက်တီကိုဂုံပြူတဲ့စုအဖြစ်မှတ်ယူမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုကိုထိန်လင်းကပြောပါတယ် ဒေါအောင်ဆန်းစုကြည်မြန်မာပြည်သူများအတွက်ဘဝတစ်လျှောက်လုံးအထောက်ကျပံမှုမေတ္တာထားမှုနဲ့နိုင်ငံရေးဥဆောင်မှုတို့ဖြင့်မတရားဖန်ဆီချုံနှောင်ခြင်းခံရတော်လဲရက်ဆက်ကြမ်းကြုတ်သောဆက်ရနာရှင်စနစ်အားမမိတ်မတုံဆန့်ကျင်ခုခံမှုတို့အတွက်ဥညွတ်ကုန်ပြုခြင်းဖြစ်ကြောင်းပြည်သူ့ခုံရေးအသင်းကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်သည်ဆေးဥစု၏မတရားအကျဉ်းချခြင်းခံရတော်လဲမြန်မာပြည်သူလူထုအတွက်မျှော်လင့်ချက်နှင့်ခံနိုင်ရှိမှုပြရုပ်တစ်ခုအဖြစ်ဆက်လက်ရည်တည်ရှိနေစေဖြစ်ကြောင်းလဲဆိုပါတယ် ဒီနေ့ဒီချိန်ထိမြန်မာနိုင်ငံရေးမှာဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍဟာမဟာဗျူဟာမြောက်တရှိနေဆဲပါပဲဆရာနာရှင်တွေကိုစန့်ကျင်ခုခံနေတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အကြောက်တရားဟာမကြောက်တရားဟာကျွန်တော်တို့ရဲ့ဆံပါပဲမြန်မာနေဦးမှာနိုင်ရဝန်ထမ်းပိုးနေတဲ့ကိုထိန်လင်းကိုလည်းကျေးဇူးအထူးတင်ရပါမယ်ဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောပါရယ် 19ချိန်မြောက်ပြည်သူ့ကုံရီကုံပြမှုအဖြစ်မျိုးဥတော်လန်ရေးတွင်ပါဝင်နေသောလူငယ်များ၏တီထွင်ဖန်တီမှုနှင့်ထုတ်လုပ်မှုများ16ချိန်မြောက်တွင်ပြည်သူ့တမ်မတ်ကြီးဦးကျော်မိုးထွန်းတို့ကိုချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်မင်းဘူးတင်ခမရ430တန်ရဲမှစစ်မှုတန်းတက်သားတဲ့သုံးကတနက်သုံးလက်နဲ့ခဲရမ်းများယူဆောင်လာပြီးအလင်းဝင်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမင်းဘူးခိုင်ခမရ430တရေမှာစစ်မှုရန်တပ်သားတစ်သုံးကတနက်သုံးလက်နဲ့ခရဲများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းမင်းဘူးခိုင်အမတ်နှစ်တရေအမတ်တစ်စစ်ဒေသမှတာဝန်ရှိသူတို့ကပြောဆိုပါရယ် ဧပြီလ30ရက်နေ့တမ96လောက်ခန့်ခမာယ410တရက်မှာစစ်မှုထမ်းတပ်သားတဲ့3ဦးကတနက်3လယူဆောင်လာပြီးမင်းမုခရအမတ်နေတရင်အမတ်တစ်စစ်ဒေသထံသို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့အလင်းဝင်ရောက်လာသောစစ်မှုထမ်းတပ်သားတဲ့3ဦးသည်အောင်လံမြို့နယ်စလင်းမြို့နယ်နှင့်နေပြည်တော်တို့တွင်စစ်တပ်၏ပေါ်တာဆွဲဖမ်းဆီးမှုခံခဲ့ရသောသူများဖြစ်ပြီးစစ်မှုထမ်းအပတ်စဉ်ခုနှစ်တက်ရောက်ခဲ့ရသူများဖြစ်ကြောင်းသိရှိရပါတယ်။အလင်းဝင်စစ်မှုထမ်းတပ်သားတဲ့3ဦးသည် MA1 သုံးလဲ 9.56G 650အတောင် GA 15ခု equipment သုံးခုစစ်အုပ်ထုတ်သုံးလုံးလက်ပြဘုံတလုံး EY သုံးလုံးတို့ယူဆောင်လာကြောင်းသိရှိရပါတယ် စစ်မှုရန်တပ်သားတဲ့သုံးကအောင်လံမျိုးနဲ့ဆလင်းမျိုးနဲ့နေပြည်တော်ဘက်ကပါစစ်မှုရန်တပ်သားတဲ့အပတ်စဉ်ခုနှစ်ပါပေါ်တာဆွဲခံရတာပါရက်ွက်ထဲမှာလက်ဖက်ရည်ဆိုင်ထိုင်ရင်ဈေးထဲမှာဈေးဝယ်ရင်ပေါ်တာဆွဲခံရသူတွေပါ AB 30ရက်နေ့အလင်းဝင်ရောက်လာခဲ့တာပါစစ်မှုရန်တနန်းတွေကတော့ဘာထူဟိုပုံရက်ဆောက်ဘက်တွေမှာပါဟိုပုံမှာပါတက်ရောက်ခဲ့ရတာအခုလိုကိုအသိစိတ်နဲ့ကိုဖက်ပြောင်းခိုလုံလာတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့လေးစားပါတယ်လိုက်လဲစွာလဲကြိုးစိုးလျက်ရှိပါတယ်ပြည်သူဘက်ကရက်တီပြီး က်ပြောင်းခိုလုံဖို့လည်းနောက်မကျသေးဘူးဆိုတာပြောချင်ပါတယ်ဟုမင်းဘူးခေအမတ်နှစ်တရင်အမတ်တိစစ်ဒေသမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ထို့အလင်းဝင်ရောက်လာသောစစ်မှုရန်တပ်သားတဲ့၃ဦးကိုစစ်ဘက်ဆိုင်ရာလုံထုံးလုံနည်းများနဲ့အညီစစ်စစ်လက်ခံပြီးဂုံပြူးစစ်ငွေချင်းမြင့်ခဲ့ကြောင်းဆက်လက်၍ပြည်သူနှင့်ပူးပေါင်းလိုသောစစ်ကောင်စီတပ်သားများကိုမင်းမျိုးခရံအမတ်နှင့်တရင်လက်ခံကြိုးစို့လျက်ရှိကလူခွင့်ရေးပြေဝရရှိစေပြီးလက်နက်ဖြင့်အလင်းဝင်လာသူများကိုစစ်ငွေများချင်းမြင့်ပေးသွားမည်ဖြစ်ကြောင်းအတိအပြီးနှိုးဆော်ထားကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ Cobra စစ်ကြောင်းနဲ့လက်နက်ချလာသူများဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Cobra စစ်ကြောင်းသည်လက်နက်ချလာသူတို့အားထွေးပွေ့ကြိုးဆိုခဲ့ပြီးဖမ်းဆီးမိသည့်စစ်တုံးပန်းများကိုမူကရင်ပြည်နယ်အတွင်းရှိအလုပ်စခန်းတစ်ခုသို့ဆေလွတ်ထားသည်ဟု Fortia မြန်မာမှစောင်းပါမှရေးသားလာပါတယ်။ Cobra စစ်ကြောင်းသည်ကရင်မျိုးသားလွတ်မြောက်ရေးတပ်၏လက်အောက်ခံဖြစ်ပါတယ်။ ယမန်နေ့ဇူလိုင်လတွင်မြောက်ရီမျိုးကိုထိုးစစ်ဆင်ရန်အောင်စီယာဟုအမည်ပေးကောင်စစ်ကြောင်းထိုးလာရာတွင်ပါဝင်ခဲ့သူတက်ကြကြီးတဦးဖြစ်သူကိုအောင်ရင်အမည်ရင်းမဟုတ်သည်ဒီဇင်ဘာလတည်းတွင်တော့၎င်းအသက်၁၈မှစ၍နှစ်ပေါင်း၂၀ကျော်အလုပ်ရွေးပြုလာခဲ့သည့်စစ်တပ်ကိုစွန့်ခွာလာခဲ့ပါသည် ထို့သောထွက်ပြေးလာခဲ့ရသည့်အကြောင်းရင်းမှာလည်းအောင်စရာစစ်ကြောင်းတွင်ပါလာသည့်အရာရှိများကစီးပြားများအပြင်မှဝယ်ယူလာပြီးအောက်ခြေစစ်သည်များကိုတဆင့်ပြန်ရောက်ရင်းဝင်ငွေဖြောင့်နေသည့်အဖြစ်ကိုစိတ်ပြက်လာသောကြောင့်ဖြစ်သည်ဟုဆိုပါရယ်စစ်သားများကစိတ်များကြောင်ချောက်ချဖြစ်လာပြီးအလုံးလုံးချင်းစိတ်မရှိကြတော့သည်ကိုတွေ့လာရ၍ဟန်တားရန်ကြိုးပမ်းလာသည့်အခါတွင်တော့ဖြန့်ပြူးနေကြသည့်အရာရှိများ၏စောင့်ကြည့်ခံလာရပြီး၎င်း၏အသက်အန္တရာယ်အတွက်စိုးရိမ်လာရပြီးဖြစ်၍ပြည်သူရင်ခွင်သို့ခိုးလုံရန်ဆုံးဖြတ် ်ခဲ့ခြင်းဖြစ်ပါတယ်။ယခုအခါကိုအောင်ရင်နှင့်အခြားတက်ကြွကြီးတို့တို့ပူရွေ၍ထွက်ပြေးခိုလုံလာသူများကောဘရာစစ်ကြောင်းနှင့်၎င်းတို့ကဲ့သို့ပူပေါင်းလာသူများကိုကြီးကျက်ပေးလျက်ရှိနေပါတယ်။၎င်းတို့ဟာရှေ့တန်းနဲ့နောက်တန်းအလဲကျတာဝန်ယူရန် လဲလုံငန်းနဲ့ထမင်းဟင်းချက်ဖို့ထင်းရှားထွက်သည့်တာဝန်များကိုခွဲဝေချထားပေးပါရယ်ကိုအောင်ရင်သည်စစ်တပ်ထောင်ထားသောမိုင်းများကိုရှာဖွေပြီးတော်လန်ရေးတပ်များအတွက်ပြန်ထောင်ပေးထားခဲ့ပါရယ်၎င်းပေါ်ယုံကြည်မှုရလာပြီးဖြစ်၍ကော့ဘရာစစ်ကြောင်းနှင့်အတူတွဲ၍တိုက်ခိုက်သွားရန်အစဉ်သင့်ဖြစ်လာပေပြီးစစ်တပ်ထဲကြံခဲ့သည့်၎င်း၏ရဲဘော်များကိုလည်းခေါ်ဖို့ကြိုးစားမီမြေသူများလည်းတပ်ထဲတွင်မနေခြင်းကြတော့စစ်တပ်သည်လည်းအင်အားပြုံးတိလာနေပြီဖြစ်သည်ဟုဆိုပါရယ်အောင်ရင်သည်ရောက်လာကလေးကခေလုံသူများနှင့် စစ်တုံပန်းများတရားခန်းရှိလာသည့်စက္ကန့်တစ်ခုတွင် နေခဲ့ရပါတယ်အများစုမှာအောင်စရာစစ်ကြောင်းမှဖြစ်ပါတယ်